ပရိသတ်အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးကစ်တင်မအပြင်လေးကျဆွန်လေးပါရှင်။ကျမတို့ channel ကနေနေစဉ်ပြတွင်ပြပါတဲ့များ။ channel ရဲ့တင်များနဲ့အနောက်ဆိုရတဲ့များကိုအချိန်နဲ့တပင်းရင်စတစ်တစ်ဆက်ပြတော့မှာဖြစ်ပါရှင်။ရခုပရမောစွာစတစ်တစ်ဆက်ပြမဲ့တင်ကြောင်းလေးကတော့စလင်းတွင်စစ်တကအသက်90ကျော်ရွယ်အမျိုးသမီးတူကိုမိရှုတက်ဖြတ်ပြီးနေအိမ်400ကျော်ကိုမိရှုဖြစ်စေပြီးပြည်သူတပေါင်းကျော်ထွက်ပြေးတင်ရှောင်နေရတဲ့ဆိုတဲ့တင်နဲ့ပဲဖြစ်ပါရှင်။ မကွေးတိုင်းစနေမြို့နယ်တွင်အကျန်းပဲစစ်တပ်ကအသက်50ကျော်အရွယ်အမျိုးသမီးတဦးကိုမိရှုတပ်ဖြတ်ပြီးဂျေးရွာနေရွာကိုမိရှုဖြစ်စီသွားခြင်းကြောင့်နေအိမ်၄00ကျော်ပြားချကဂျေးရွာ22ခုမှပြည်သူ1000ကျော်ချက်ပြီးတိမ်းရှောင်နေရကြောင်းစနေမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကရှင်းလင်းခဲ့တဲ့တင်ဌာနကြားလို့ပြောဆိုထားဖြစ်ပါတယ်။ မဆလာဆနေရနေ့တွင်စနေမျိုးနေ့စင်ဖြူကျွမ်းမြူရှိနေပူကံရွာကိုအကျန်းဖက်စကောင်းစစ်တပ်သားများကဝင်းရောက်စင်းနေစဉ်အသက်90ကျော်စိတ်ယောဂခံစားနေရတဲ့အမျိုးသမီးတူကိုမိရှို့တပြက်ပြီးဂျေးရွာအတွင်းရှိပြည်သူပိုင်းနဲ့နေအိမ်တွေကိုလည်းရွာလုံးကျွတ်နေပါမိရှို့ဖြစ်စီသွားခဲ့ကြောင်းသိရှိရပါသည်မဆလာစတောင်းနေ့တွင်အကျန်းဖက်စကောင်းစစ်တပ်သားများကကုတ်ကိုတန်းရွာကိုလှမ်းနေခြင်းများဖြင့်ပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ဂျေးရွာတွင်ရှိနေရမြပြမိလောင်ပြချခဲ့ကြောင်းသိရှိရပါသည် လက်ရှိချင်းတွင်အဆိုပါဂျန်ဘက်စတက်စကြောင်းကြောင်းနေပူကန်ရွာနှင့်ကုတ်ကိုတန်ရွာမှနေအိမ်400ကျော်ပြားကျခဲ့ပြီးကြီးရွာပေါင်း24ခုမှပြည်သူ16000ကျော်ထွက်ပြေးတင်ဆောင်နေရကြောင်းစစ်ပေးဆောင်ပြည်သူများဟာလက်ရှိအချိန်တွင် အရေးပေါ်စာနာရိတ်ခါများလိုအပ်နေပြီးစီးဝါးနှင့်ဝတ်ထည်များလည်းလိုအပ်လျက်ရှိနေကြောင်းသိရှိရပါသည် စစ်ခွေးစစ်ကြောင်းကမဆလာ၁၂ရက်နေ့မှာနေပူကန်ရွာကိုဝင်ရောက်အစင်းနေပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ကျေးရွာတွင်ကအသက်50ကျော်အရွယ်စစ်ကြမ်းမှရေမကောင်းတဲ့အမျိုးသမီးကြီးတူကိုဘေးကင်းရာကိုခေါ်ဆောင်နိုင်ခဲ့ခြင်းမရဘဲမီးလောင်တည်ဆုံခဲ့ပါတယ်။မဆလာ၁၃ရက်နေ့မှာကုတ်ကူတန်းရွာကိုစစ်ခွေးတွေကလက်နဲ့ကျင်းနဲ့ပစ်ခတ်လို့နေတွင်မီးလောင်ပြကြသွားခဲ့ပါတယ်ကြေးရနေရလုံးကောလူနီနီကိုမီးလောင်ကျွမ်းသွားတာနေရပေါင်းနေအိမ်၄၀၀နီးပါးပြကြသွားပါတယ် ဂျေးရွာ24ရွာကလူရေတပေါင်းနဲ့6000ခန်းလောက်ကစစ်ဆောင်နေရပါတယ်။ပြည်သူတွေကအဝတ်တထဲကိုတခုနဲ့ပြေးခဲ့ရရှာတဲ့ဆိုတော့စားနပ်ရိက္ခာတွေလည်းအရေးပေါ်လိုအပ်နေပါတယ်ဟုစလိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတွေကပြောဆိုထားဖြစ်ပါတယ်။ အဆိုပါအကြံဖက်စစ်တပ်စစ်ကြောင်းဟာမတ်လခွင့်ရင်းတွေတွင်မင်းဘူးဖက်ကနေပြီးတော့စစ်ရင်တန်းဖြင့်စလင်မြို့နယ်ဆင်ဖြူကျွမ်းဘက်ကိုကြေးရွာများကိုစစ်ကြောင်းချုပ်ဝရောက်စီးနင်းနေခြင်းကြောင့်တော်လိုင်းတပ်ဖွဲ့များနဲ့ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးစကောင်းစစ်တပ်များပြည်သူပိုင်းနေများကိုစစ်တိုက်မိရှုဖြစ်စီနေခြင်းဖြစ်ကြောင်းသိရှိရပါသည်ဆက်လိုက်ပြီးတော့တာဆန်စုကြည်ရဲ့တားငယ်ကိုချင်းလင်းကတန်မတ်ကြီးဦးကျော်မိုးထွန်းနဲ့တွေ့ဆုံလိုက်ပြီးဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှဖြစ်ပါရှင့် နိုင်ငံတော်ရဲ့တိုင်းပြည်ကပုဂ္ဂိုလ်ဒေါ်ဆန်စုကြည်ရဲ့တာငယ်ခင်အရီကောကိုထင်လင်ကအမေရိကန်ပြည်အောင်စုကို280 birthday campaign အတွက်ရောက်ရှိနေစေအတွင်းနယူးယောက်ရှိကုလသမဂ္ဂဆိုင်ရာမြန်မာတန်ရုပ်ကိုတွားရောက်ကတာမန်ချီဦးကျော်မွန်ထွန်းနဲ့တွေ့ဆုံခဲ့ကြောင်းသိရပါတယ်။တာမန်ချီဦးကျော်မွန်ထွန်းကလည်းကိုထင်လင်ကိုတန်ရုပ်အသက်ဆောင်မှာတရင်တနည်းတွေ့ဆုံကကိုထင်လင်ကတာမန်ချီအတွက်စု80ဘတ်ဒီအမတရာထုတ်ဝေထဲတဲ့ရက်ကရင်ကိုလည်းလက်ဆောင်ပေးခဲ့ရတဲ့ဖြစ်ပါရင် တမ်းမကြီးရတဲ့ကိုချင်းလေးရဲ့ခီးစင်များအကြောင်းမင်းများက campaign အောင်မြင်ပါစေကြောင်းနဲ့လိုအပ်တာတွေကူညီနိုင်ဖို့ရှိတယ်လို့ပြောကြားခဲ့ကြောင်းသိရှိရပါတယ်။မတ်လ17ရက်နေ့ကကျင်းပခဲ့တဲ့ UN event မှာမြန်မာနိုင်ငံမှာရှိနေတဲ့စစ်ပေတဲ့အမျိုးသမီးများခလေးများခန်းစားနေရတဲ့ post trauma stress disorder PTSD အကြောင်းကိုအလေးပေးဆွေးနွေးခဲ့ပြီးလူတိုင်းချင်းဆန္ဒချချမှုဆိုင်ရာအကူအညီများလိုအပ်လျက်ရှိနေတဲ့လူဦးရေနဲ့လက်ရှိမြန်မာနိုင်ငံရဲ့အသေးစိတ်အခြေအနေကိုတဘာတဲ့တင်ပြဆွေးနွေးခဲ့တယ်လို့ကိုထင်းလင်းကတော့သူ့ရဲ့နှုတ်မှုကွန်ရက်ကနေအသိပေးထားဖြစ်ပါတယ် ဒီကိစ္စမှာမိခင်ဖြစ်သူဒေါ်ဆာစုကျင်တဲ့အတူမတရားဖန်ဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ဖို့မြန်မာနိုင်ငံရဲ့စစ်ဘေးခံပီးသူတွေအများဆုံးလူသားချင်းစာနာထထားမှုဆိုင်ရာအကူအညီရရှိဖို့ဦးစားပေးလှူဆောင်ပေးအမေရိကန်ရောက်တဲ့မြန်မာနယ်ပွားများကုညီထောက်ပံ့ပေးသူများနဲ့တွေ့ဆုံသွားမှာဖြစ်တယ်လို့ကိုယ်ထိုင်နိုင်ငံအသီးပေးပြောကြားထားလည်းဖြစ်ပါတယ်။ ဆက်လက်ပြီးတော့အလန်အောင်လန်မြို့နယ်ကပ္ပစာ15မှာကင်းပတ်ထွေရန်ချွတ်ကလာတဲ့စစ်တပ်စစ်ကြောကိုတိုက်ခိုက်မှုစစ်သား3ဦးသေဆုံးခဲ့တဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။မကွေတိုင်းအောင်လန်မြို့နယ်မှာရှိတဲ့ကပ္ပစာ15မှာကင်းပတ်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောကိုတိုက်ခိုက်ခဲ့ရတဲ့စစ်သား3ဦးသေဆုံးခဲ့ကြောင်း900နှစ်တရင်တောင်တွင်ကြီးတခွမှာတောင်ဝရှိတူတူကရန်ကုန်ခဲ့တဲ့တရင်ဌာနတို့ပြောဆိုထားဖြစ်ပါရယ်။ မတ်လ23ရက်နေ့ည8:40မိနစ်ခန့်ချိန်မှာအောင်လံမျိုးအခြေဆိုင်ကပ္ပစ35မှာအကျံပဲစကောင်းစစ်တပ်25ဥက္ကဟာတန်ဘူလကြီးရွာနယ်အနီးပတ်ဝန်းကျင်ကိုကင်းပတ်ရန်ထွက်လာစဉ်ကျွန်တော်ရင်ပူပေါင်းဖွဲ့များကတန်ဘူလတိုက်နယ်အတွင်းရှိ ဖောင်ယိုအင်ဂျီကျွဲခေါလမ်းစုံတွင်စောက်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည် ဒုတိယတိုက်ပွဲမှာ7မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြံပေးစက်ကစစ်တပ်သား3ဦးသေဆုံးကထိခိုက်ဒဏ်ရာရှိသူ9ဦးရှိခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားရာနေရာမှာ9.56ကျင်းတောင်း MA2G ဘောက်တခုနဲ့အုတ်ထုတ်တလို့တင်စင်ရရှိခဲ့ကြောင်းတိုက်ပွဲတွင်မှာကပ္ပစ15မှာအကြံပေးစစ်တပ်ရဲ့စစ်ကူများမြောက်ရှိလာတော့ကြောင့်ဒေါ်လာရေးရဲပေါ်များအထူးခံမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည် အောင်လန်ကပ္ပစ25ကနေစစ်ခွင်25ကောင်တံပူလကြေးရွာနဲ့အနီးပတ်ဝန်းကျင်နေရာတွေကိုကင်းပတ်ဖို့ထွက်လာတဲ့အချိန်မှာတံပူလတိုက်နယ်အတွင်းကဖောင်ယိုအင်ဂျီကျွဲကောင်ရွာလန်းဆုံမှစောက်ကျူတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲကြာချိန်ကတော့7မိနစ်လောက်ပဲရှိပါတယ်။စစ်ခွေ3ကောင်သေပြီးပြင်းထန်ထန်ရတဲ့စစ်ခွေ2ကောင်အပေါင်းဝင်9ကောင်တော့ထိခိုက်တယ်ရတယ်လို့သိရပါတယ်။ကိုရရနဲ့တရင်တောင်တွင်ကြီးတက်ခွဲမှာတောင်ဝန်ရှိတူကပြောဆိုထားဖြစ်ပါတယ်။ အစောမှာတိုက်ခိုက်မှုကိုတော့နေပြည်တော်တက်ရင်ကိုရနဲ့နေပြည်တော်တက်ရင်ရှင်ရလေးတရက်ခံရအမတ်တက်တရင်မကွေးတောင်ပိုင်းပြည်ထုတ်ကကိုရေးတက်ခွဲ SNPDN နဲ့အွန်လိုင်းပတ်ကဖားတို့ကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတော့ရန်ပုံငွေမလုံလောက်ရခိုင်ကလူတသိန်းအပဝင်မြန်မာနိုင်ငံကလူဦးရေတသန်းအတွက်ထောက်ပံ့မှုကိုရပ်ဆိုင်မိဟုဂျမ်လို SP ကကြေညာလိုက်ပြီးဆိုတဲ့တဲ့ကိုတက်ဆက်ပြမဖြစ်ပါရရှင်။ ရန်ကုန်ကမလုံလောက်တော့တဲ့ပြင်ရခိုင်ပြည်အလဲပိုင်းကလူသသိန်းအပောင်းဝင်မြန်မာနိုင်ငံကလူပေါင်းသသန်းအထွဲ့စာနာရိတ်ခါ6ပတ်မှုရက်ဆိုင်တော်မီဟုယနေ့မစလာ၁၄ရက်နေ့တွင်ကုလသမဂ္ဂစာနာရိတ်ခါအဖွဲ့ WSP ကထုတ်ပြန်ကြေညာလိုက်ပြီးဖြစ်ပါရယ်။ နိုင်ငံအတွင်းတွင်ပဋိပက္ခများနေရာဆက်ခွန်ရှေ့ပြောင်းမှုများနဲ့တွားရောက်ကူညီခွင့်ကန့်သက်ခြင်းများတွန်းမြင့်လာခြင်းကြောင့်စားနိုင်ရေခံအကူအညီလိုအပ်ချက်များပုံမှုများပြလာနေတဲ့အချိန်မှာယခုကဲ့သို့အထောက်ပံ့ရက်ဆိုင်မှုဖြစ်လာရခြင်းဖြစ်တယ်ဟု WSP ကဆိုထားဖြစ်ပါရယ် WSP ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနကိုစတဲ့ကတော့အခုဖြစ်လာမယ့်အကူအညီရဆိုင်မှုတွေဟာအသက်ရှင်တန်ရဲ့အတွဲ WSP အကူအညီတစ်ခုတည်းကိုသာအားထားနေကြရတဲ့နိုင်ငံတော်ကထိခိုက်လွယ် ရရလူထုတွေအတွဲပြင်းပြင်းထန်ထန်ဆူဆူရွံ့ရွာရိုက်ခတ်နေပါတယ်ကျွန်တော်တို့ WSP အနေနဲ့ကတော့မြန်မာပြည်သူပြည်သားတွေကိုထောက်ပံ့ကူညီသွားမယ်ဆိုတဲ့ကတိကိုအတိုင်းဆက်တဲ့အကျိုးစားလုံးဆောင်နေမှာဆိုပေမဲ့လည်းအကူအညီတကယ်လိုအပ်နေတဲ့ဒုလစီအကူအညီတွေဆက်လက်ပေးပို့နိုင်ဖို့ရန်ပုံငွေတွေကအချက်ချင်းလက်ငင်ရရှိဖို့အရေးကြီးပါတယ်ဟုပြောဆိုထားဖြစ်ပါတယ် ရန်ပုံငွေအသင့်မရရှိပါကထိခိုက်လွယ်မှုအမြင့်ဆုံးဖြစ်ကြသည့်အသက်၅နှစ်အောက်ကလေးများကိုဝန်ဆောင်မိခင်များနှုတ်တိုက်မိခင်များနဲ့မတန်ဆွမ်းသူများပါဝင်တဲ့လူကြီး35000ခန့်ကိုသာကုညီ6ပန့်ပေးသွားနိုင်တော့မှဟိုတမ်လို SP က6ထုတ်ပြန်ထားဖြစ်ပါတယ်အထောက်ပံ့ရက်ဆိုင်မှုဟာစားနပ်ရိက္ခာရရှိရာ WSP ရဲ့အထောက်ပံ့ကတာအားထားနေရတဲ့မွတ်စလင်အတိုင်းဝန်းများအပောင်းဝဲရခိုင်ပြည်အလဲပိုင်းရှိနေရာဆွတ်ခွန်တူဦးရေတသိန်းကိုပါထိခိုက်မိဟုတီးရပါတယ်။ ယခုနေ့မြန်မာပြည်သူပြည်သားများအတွေ့အသက်ကယ်ဆယ်ရေးရိခာအထောက်ပံ့များဆက်လက်ပေးအပ်တော်နိုင်ရန်အမေရိကန်ဒေါ်လာတန်60ကိုအရေးတကြီးလိုအပ်လျက်ရှိနေကြောင်း WSP ကဆိုထားဖြစ်ပါရယ်။အကြောင်းရဲ့ဒီဆက်ပေးမှုကိုကျွန်မပဲခေတ္တနာကိုပြပါရှင်။အပင်နာစင်မိုးတို့ရဲ့အထူးပဲကျေးဇူးတင်ရှိပါရယ်ရှင်။